အစင်လာမပြတ် Stamford Bridge ကိုသင်းပိုက်အောင်မဲ့ဆင်ပြန်ကြီးဒီတစ်ပတ် Super Sunday မှာပွဲကြီးပွဲကောင်းအနေနဲ့ Chelsea နဲ့ Arsenal သင်းတို့ရဲ့ London Derby ကိုရှင်ပြန်ကစားကြတော့မှာလေးဖြစ်ပါတယ် Chelsea ကနေပြတွေတယောက်ပြီးတယောက်ပြောင်းနေရင် Enzo Maris ကနဲ့ကြမှာလမိုင်းကတ်သွားခဲ့ပြီးဖလားတွေတလုံးပြီးတလုံးရယူနေပါတယ်ကမ္ဘာ Champion ဖြစ်ပါအောင်ပဲခံထားခဲ့တဲ့ Chelsea ဟာမကြသေးခင်ကမှ Barcelona ကိုနိုင်ယူထားသလို Premier League မှာလည်းအဆင့်နဲ့နေရာထိကိုရောက်ရှိလို့နေပါတယ် Arsenal ကတော့ထူးထူးဆန်းဆန်း Premier League နဲ့ Champion League နှစ်ခုစလုံးကိုဦးဆောင်ထားရင်အချိန်တန်ရင်ဒုတိယလူဖြစ်မယ်ဆိုတဲ့စကားတွေကိုရပ်တန့်ထားပါတယ်။အာဆင်နယ်ကခန်းစစ်အ ကောင်းဆုံးအသင်းဖြစ်တယ်လို့တိုက်စစ်ကလည်းဂိုးရီမြူးနေပြီးဒီအာဒီမှာဖလားဆောင်သိမ်းဖို့ရေပန်းအစားဆုံးအသင်းလည်းဖြစ်လာနေပါတယ်မင်္ဂလာပါမြန်မာချင်းနဲ့ဘောလုံးကစားချင်းသူများအတွက်ဘော်ဒီဘတ်လာပါပြီ ချက်စီအတွက်ရေခဲလူသားဂိုးပါမာတယောက်ပြန်လည်ပါဝင်နိုင်မှာဖြစ်ပြီးချင်းသိကိုအတောင်တက်ပေးလိုက်သလိုဖြစ်နေမှာပါ။အာဆင်နယ်ဘက်ကတော့ဒဏ်ရာရကစားသမားတက်ဝက်လောက်ပြန်လည်ကစားနေနိုင်ကြပြီးအင်အားပြန်လည်ပြေဝလာနေပါတယ်။ပရိသတ်တွေစိတ်ဝင်စားဆုံးကတော့လက်ရှိမှာချိတ်ပြိုင်နေကြတဲ့ Declan Rice နဲ့ Mike Skye တို့ရဲ့အထိတ်အတွေးဆုံမှုဖြစ်ပြီးဘသူကပိုကောင်းတဲ့ကွင်းနဲ့ကစားသမားလဲဆိုတာကိုအဖြေပေါ်တော့မှာလည်းဖြစ်ပါတယ်။အာဆင်နယ်ကချက်စီကို Stamford Bridge မှာနောက်ဆုံးရှုံးထားတာ2018ခုနှစ်တုန်းကဖြစ်ပါတယ်။ဒီအစဉ်လာတိုင်းဆက်လက်ထိန်းနိုင်မှုဆိုရင်အာဆင်နယ်တို့ဆက်လက်ကြိုးစားသွားရမှာပါ။အာဆင်နယ်ကဒဏ်ရာပြဿနာများနေတဲ့အချိန်မှာတော့နိုင်ပွဲတွေရှာဖွေနိုင်နေတာကြောင့် ောင်းအခုလိုပြန်လဲလူဆုံလာတဲ့အချိန်မျိုးမှာဆိုရင်နှစ်ဆတိုးပြီးကြောက်စရာကောင်းနေမှလည်းသေချာပါပဲချက်စီတို့အင်ကွင်းမှာသွင်းကိုရရှိမှမို့အပြန်လဲကိုရီကိုမြင်တွေ့ရလောက်မှာဆိုပြီးမင်းအနိုင်ကိုကိုတော့အလန်ဒန်နီချန်းကပဲသွင်းယူသွားနိုင်လောက်ပါတယ်ကြီးစုပေးခဲ့တာကျေးဇူးများကြီးတင်ပါတယ်